င်လုတ်တယ်ဆိုရင်မဲအမတို့ကအမြဲတမ်းထိုင်ထိုင်ပြီးလုတ်ရတဲ့အတိုင်းမဟုတ်ပါဘူးတခါတလေမှဝင်ပြီးတော့မှကူညီပြီးတော့လုတ်ပေးတာပေါ့ ဒါ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 ချေကဆိုဖလက်တယ်ပေါ့နော်အဲ့မိနစ်ကလည်းမအောင်ခေါ်တယ်ခေါ်ပြတ်တဲ့ခါတော့လည်းအဲ့လိုပဲအမခီးသွားတာနဲ့ဘာနဲ့ညာနဲ့ဆိုတော့မလုတ်ဖြစ်ဘူးပေါ့ကလေးတွေကိုလည်းအဲ့ဒီ audition လေးမှာပေါ့အမရေနည်းနည်းကူညီပေးပါလားဆိုတဲ့အခါကျတော့ကူညီပေးပါမယ်ဆိုပြီးတော့လုတ်ဖြစ်တာတစ်ခါပါပဲတစ်ခါလေးပဲလုတ်ဖြစ်တာပါဆုတွေပါရဘူးမှာပေါ့ရဘူးလေဟာလာဘာဆုလည်းပြောပါဆရာမရဘူးဩပရမရဘူးလေအဲ့လိုတော့အမမလုတ်ဖြစ်ဘူးထင်တယ်ဘာဆိုတော့ဟိုလေ ဟိုကိုလည်းမအားဘူးလေဟုတ်တယ်တရက်လေးပဲညီမလေးတို့လည်းအခုညီတောင်းတဲ့ခါကျတော့အမလည်းโอเคရတယ်လို့ကိုလည်းအားနေတယ်လေမအားဘူးဆိုလို့ရှင်တော့ဘဲပါဝင်နိုင်မလဲနော်မြန်မာစတားမှာကျတော့အမအော်2020နဲ့မှအဲ3တုန်းကကျတော့ချင်းစတားတို့လုတ်တယ်လေချင်းစတားလုတ်တဲ့ခါကျအခါတော့မြန်မာစတားလည်းလုတ်တယ်ချင်းစတားလည်းလုတ်တယ်အခါတော့ကလည်းအမအော်ချင်းစတားမှာဟိုပါပေါ့နော်အာဒီဒိုင်ဘောလုတ်တယ်ပေါ့နော်အော်ဒီရှင်း ထိုင်တဲ့ချိန်မှာလှုပ်ဖို့တက်ခေါ်တယ်အဲ့ခါတော့လည်းအမက show ပွဲတွေသွားနေရတာနေသွားတယ်နေပွဲတွေသွားတဲ့ခါကျတော့အမမလှုပ်ဖြစ်ဘူးပေါ့နော် ။အာပြီးတော့မနစ်ကတော့ကလည်းအမကိုခေါ်တယ်ပေါ့။မနစ်ကတော့ကလည်းအမကိုဟိုဒိုင်လောက်တယ်ဆိုရင်အမတို့ကအမြဲတမ်းထိုင်ထိုင်ပြီးလောက်ရတဲ့ဒိုင်မဟုတ်ပါဘူး။တခါတလေမှဝင်ပြီးတော့မှကူညီပြီးတော့လုပ်ပေးတာပေါ့။အဲ့ဆိုဆုတွေပါရဘူးမှာပေါ့။ရဘူးလေ။ဟာလာဘာဆုလည်းပြောပါ။ဆရာမရဘူး။အော်ပထမရဘူးတယ်။တော်တက္ကသိုလ်မှာလား။ကူညီပြီးလုပ်ပေးတာဆိုတော့မနစ်ကလည်းအမကိုခေါ်တယ်။ခေါ်ပြတဲ့ခါတော့ကလည်းအလိုပဲအမခီးသွားတာနဲ့ဘာနဲ့ညာနဲ့ဆိုတော့မလုပ်ဖြစ်ဘူးပေါ့။အဒီနေ့ကိုလည်းတို့ရ request ထုတ်တယ်ပေါ့နော်။အာဒီကိုဒီကို အချင်းချင်းလည်းဖြစ်တယ်ပေါ့နော်ကိုယုံကြည်သူချင်းချင်းနေလည်းဖြစ်တယ်ပြီးတော့ရှင်ရင်အာဒီကလေးတွေကိုလည်းအဲဒီ audition လေးမှာပေါ့အမရေနည်းနည်းကူညီပေးပါလားဆိုတဲ့အခါကျတော့ဟိုဟုတ်ပြီအဲ့ဒါဆိုလို့ရှင်လည်းကူညီပေးပါမယ်ဆိုပြီးတော့လုတ်ဖြစ်တာတစ်ခါပါပဲတစ်ခါလေးပဲလုတ်ဖြစ်တာပါအဲ့တစ်ခါလေးပဲဟိုတရက်လေးပါပဲအမအတိုင်းခဏလေးသွားလုတ်ပြီးတော့ကူညီပေးတာပါလို့ဒီတချင်းကိုမှကြောက်ရွေးချေတာလဲပြောပါအောင်အဲ့တချင်းနဲ့ပထမရလာလို့ဟိုတချင်းနဲ့ပထမရလို့ဒါဆိုလို့က confidence ရှိရှိနဲ့ဒီ audition မြန်မာ star season 3မှာလာပြိုင်တာပေါ့ဟုတ် အဲ့လိုတော့အမမလုပ်ဖြစ်ဘူးထင်တယ်ဘာလို့ဆိုတော့ဟိုလေဟိုအပိုလည်းမအောင်လေအခုဆိုလို့ရှိရင်နောက်လာဆိုအမတို့ဒီပွင့်လင်းရစီရောက်လာပြီဆိုတဲ့အခါကျတော့အာနေဘက်တွေသွားဖို့ရှိတယ်ပြီးလို့ရှိရင်အခုဒီပွဲဆိုအမတို့ဒီပွဲကျတော့မွေးနေ့ပွဲဖြစ်တဲ့အခါကျတော့တချင်းရဟိုတချားပွဲတွေလိုမျိုးကိုပုတ်ဆယ်ပုတ်လောက်နိုင်မပြီးဘူးလေနော်ဆိုတော့တချင်းပုတ်ကြီးလည်းအများကြီးဆိုရမှာဆိုတဲ့အခါကျအဲ့တက်တွေ မအများကြီးပြင်ဆင်ရအောင်ပဲတချင်းတချင်းအတွက်ကောဝတ်စားအတွက်ကောတချင်းတိုက်ဖို့အတွက် performance တွေအတွက်ကောပြည်သက်တွေပါတချင်းကြိုက်လဲဒီကိုနဲ့ဇုံနှန်းဆိုမဲ့တငငချင်းတွေနဲ့အချင်းတွေဆိုမလဲအဲ့ဒါကြီးအများကြီးပြင်ဆင်ရအောင်မှဆိုတော့အခါကျဒီနှစ်ကမွေးနေ့ပွဲဖြစ်တယ်လေနော်ရိုးရိုးပွဲမှမဟုတ်တော့တမင်ရဲ့ဆိုရင်ရိုးရိုးပွဲတော့မှကိုကဒီချာချာဘလို့ခေါ် cute site နဲ့လေးလေးစားစားနဲ့စီစဉ်ပြီးလောက်တာဆိုတော့ဒီမွေးနေ့ပွဲဆိုရင်တော့ကိုရဲ့နောက်တစ်ခေါက်ပြန်ဒီနှစ်လောက်ပြီးနောက်နှစ်ကိုလှုပ်ချင်မှလှုပ်နိုင်မှာလေဆိုတော့အခါကျတော့ ဟိုလဲဟိုအသက်ရှင်တဲ့ချိန်လေးမှာစူးစမ်းပြီးတော့မှအဲ ဒီအရာကိုအားဆိုင်ပြီးတော့လှုပ်ချင်လို့ပါဟုတ်တယ်တရက်လေးပဲညီမလေးတို့လည်းအခုညီတောင်းတဲ့ခါကျတော့အမလည်းโอเคရတယ်လို့ကိုလည်းအားနေတယ်လေမအားဘူးဆိုလို့ရှင်တော့ဘဲပါဝင်နိုင်မလဲနော်ကိုလည်းအားနေတဲ့အချိန်လေးဆိုတော့တွားပြီးကူညီပေးဖြစ်တာပါအဲ့နေ့ကဆိုလို့ရှင်ねဒါရီလုပ်တဲ့အချိန်မှာအရန်သဘောကျတဲ့ကလေးတွေချို့ရှိတယ်ချို့ကလေးတွေဆိုလို့ရှင်လည်းကိုရန်ကြီးကိုရန်ဆိုပြီးလာပြိုင်တဲ့ကလေးတွေရှိတယ်ချို့ကလေးဒါချင်းပြောလို့ရှင်တော့ဒါတီလုံးတောင်မှာ KB တွေဂီတာတွေမပါဘဲနဲ့ချို့ကလေးတွေဆိုဆိုသွားတဲ့ဟာမှာဖြောင်ဖြူးပြီးတော့ကောင်းတာရရှိတယ်ပေါ့နော်အရန်ကောင်းတယ် ။ရှင်းရှင်းပြောအဲ့နေရာအမထင်တယ်အယောက်80ကျော်လောက်ဖြစ်မှထင်တယ်လာပြီးတော့မှပြိုင်တာလေ။တရက်သေးကိုမနေ့စနစနိုင်ခွဲ7နိုင်လောက်ကနေထိုင်လိုက်တာညနေနောက်နောက်နောက်9နိုင်6နိုင်မှာပြီးတယ်ဆိုတော့အဲ့ဒီမှာအဲ့လိုမျိုးနာပြိုင်တဲ့ထဲမှာဆိုလို့ရှင်တယ်ကိုရရင်ကိုရဆိုရပါတယ်တချို့ဆိုလို့ရှင်တယ်အရင်တန်ကောင်းတာဒါပေမဲ့အဲ့80ကျော်ကြီးရမှာမှကိုက ပြန်ပြီးရွေးရတာဆိုတဲ့အခါကျတော့မဖြုတ်ချင်မဲနဲ့ဖြုတ်လိုက်ရတယ်သူလည်းမြောက်များစွာရှိပါတယ်တချို့ကျတော့လည်းအစင်းစားမဲ့အထဲမှာပေါ့နော်စင်းစားမဲ့ဆိုတဲ့အထဲမှာလည်းတခုရှိပါတယ်အဲ့ထဲမှာမှပြုတ်မှတချို့ကျတော့လည်းပါချင်ပါမယ်မပါချင်လည်းမပါဘူးပေါ့နော်ပါသွားမဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါတော့မြန်မာစတားအဖွဲ့ကအစင်းစားပြီးတော့ဆုံးဖြတ်မှာပေါ့နော်ဆိုတဲ့အခါကျတော့စိတ်တော့မကောင်းဘူးဒါပေမဲ့လည်းအနောက်နှစ်တည်းလည်းမြောက်များစွာရှိရဲပေါ့နော်ဆိုတော့နောက်နှစ်နောက်နှစ်တည်းလည်းမြောက်ရှိသေးတဲ့အခါကျတော့ထပ်ပြီးတော့မှ မြမလေးမောင်လေးတွေကိုလည်းထပ်ပြီးတော့စူးစမ်းစေချင်ပါတယ်လို့အမကိုဖြုတ်လို့လည်းဟိုစိတ်ဟိုစိတ်မဆိုးကြပါစိတ်မကောက်ကြပါနဲ့လို့အမတို့လည်းအဲ့လိုမျိုးဖြုတ်ချင်လို့မဟုတ်ပါဘူးလို့အဲ့တော့အမတို့ကိုလည်းကြီးစုပြည့်နားလေပေးပါလို့ပြောချင်ပါတယ်ဟုတ် မုံနည်းနည်းတော့မုံကြမှာပေါ့တချို့လေမပြောတတ်ဘူးလေဒါပေမဲ့ကိုရီးယားကျတော့ဟိုဘလို့အရင်များတဲ့အထဲမှာမှခုနပြောရလေနော်ရောက်80ကျော်မှမှာပြန်ယူရလာဆိုတော့လေနော်သူတို့အဲ့ဒီတနေ့တနေ့မှာကိုရီးအာကြည်ရတာပေါ့နော်အရင်အရင်ကောင်းတဲ့သူတွေလည်းတအားများတဲ့အခါကျတော့တော်တော်တော့အုံနောက်စားပါတယ်သမီးဒီတစ်ခေါက်တော့ဆူရာနင်းလေးတော့သမီးလည်းအရန်ကြောက်နေတာလဲပါမှာပေါ့နော်လန့်နေတာလဲပါမှာပေါ့ ကဆိုတော့ flat တယ်ပေါ့နော်အဲစီမင်းစီကဲလေးတော့ရှိတာပေါ့ညီမလေးရဲ့တချို့တွေဆိုတဲ့နေရာမှာလဲတချို့ကြတော့လဲအာတီးလုံးမပါတဲ့ခါကြတော့နည်းနည်းအားနဲ့သွားတဲ့လူတွေလည်းရှိမှာပေါ့နော်ဆိုတော့ဟိုတချို့ဒီ audition ဆိုတဲ့ခါကြတော့အဲ့ဒါလည်းသိစေချင်တယ် audition ဖြစ်တဲ့ခါကြတော့ဘယ်လို comment တချို့ကြတော့အမှ comment လေးလည်းတွေ့ပါတယ်ဟိုစာသားလည်းမပြီးဘူးစာသားလည်းမမှန်ဘူးပေါ့နော်ဆိုတော့ဒီစာသားမမှန်တာကြတော့ဒီ audition မှာကြတော့တိတ်ပြီးတော့ဟိုမစင်စားသေးဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်း level အစ်စ်နေကြလို့ရှင်တော့ဒီနေရာတွေကတော့အញ្ញမ်းကို ကျုံးဝင်သွားပြီဒီယာတွေကအရင်ကျုံးဝင်သွားပြီဒီယာစာသားဟိုမားတာတွေပဲကြတော့ဒါလည်းတခါတည်းပြောတာပါဗောနော်နောက်နောက်ပိုင်း level တက်သွားတဲ့ခါကျလို့ရှင်ကိုဘက်ကလည်းအများကြီးပြင်ဆင်ထားနိုင်တော့ပိုကောင်းမယ်လို့အမတော့မြင်တယ်ဗောနော်စာသားတွေလေးတွေမှန်ကန်စွာတည်ဆိုပြီးတော့စကလုံးပြကြစွာစာသားမှန်ကန်စွာနဲ့စူးစမ်းပြီးတော့ ီဆိုရှင်ပြိုင်ကြပါလို့မမဒီရက်နေ့ကျေးဇူးပြုအကြံဉာဏ်ပြုချင်ပါတယ်လို့ဟုတ်ကဲ့ကောင်းမွန်စွာနဲ့ကြိုးစားပြီးဒီဆိုတော့တက်လက်ကျေးဇူးများရင်တင်ပါတယ်လို့မြန်မာ Star Season 3ကနဲ့ Audition ကနဲ့တမီးတို့စင်စားမဲ့အထဲမှာတော့အမတို့အကျံဟိုလုပ်ပါတယ်လို့နော်ဆိုပါကောင်းပါတယ်ဘာကြောင့်လဲဆိုတော့အမတို့ခေတ္တကဆိုလို့ရှိရင်အာဒါမျိုးသချင်းဆိုပြိုင်ပွဲတွေဆိုတာမရှိဘူးလေနော်ဘာဆိုတော့ဒီလိုမျိုးသချင်းဆိုပြိုင်ပွဲတွေလှုပ်ချင်းအဖြစ်နာမှာပဲ ဟိုဒီနေရာကိုတချို့ဒီအနေကအရင်ခက်ခဲတဲ့သူတွေကြတော့ဒီလိုမျိုးနေရာနဲ့မှပဲဖြစ်လာကြတာတွေအများကြီးပဲလေတော့အခုကိုရှိပါလေအများကြီးတွေ့နေရတာပဲလေဆိုရက်ခါကြတော့ခမတော့အားပေးပါတယ်လို့ဘာပဲပြောအမြေတောင်မြောက်ပေးတာလေနော်ဆိုတော့ဒီခေတ်မှာပတ်စံရှာဖို့ဆိုတော့လေအရင်ခက်ခဲသွားပြီမလွယ်ဘူးလေနော်စာစာဝိနေကြီးကစာရခက်ခဲတယ်အရာရာခက်ခဲတဲ့အချိန်မှာမှဟိုရန်ဝန္ဒနာပန်လုံးလုံးလာကြိုးစားပြီးတော့လာရောက်ရှင်ပြန်ကြတာဖြစ်တဲ့အတွက်ကိုမတော်တော့ welcome လုပ်ပါတယ်လို့เนาะကိုလဲကိုချင်းစာတယ်လေเนาะဘာပဲပြော ဒီခေတ်မှာဆိုလို့ရှိရင်အရန်တချို့တွေလည်းအရန်နေရနဲ့လာပြိုင်ကြတာတချို့ဆိုလို့ရှိရင်နေရနဲ့မှဟိုပတ်ဆက်ကုန်ကြခံပြီးတော့ပတ်ဆက်မရှိရှိတဲ့ကြတဲ့အလုပ်တွေဖြက်အလုပ်တွေခွင်ယူပြီးတော့အိမ်ကလည်းမသိဘောเนาะတချို့ကြဝန္ဒနာပါလုံးတော်လာပြိုင်နေသူတွေရှိရလေပတ်ဆက်နေဒီခေတ်မှာအရန်ဟိုခက်ခဲတယ်လीเนาะဘာပြောအရန်ဝန္ဒနာပါလုံးလို့ဒါတို့လာပြိုင်ကြလဲဆိုတာအမားတို့နားလဲပါတယ်လို့အားကြောက်ထပ်ပြီးတော့ဒီတစ်ခေါက်မှာပါလဲဆက်ပြီးတော့စူးစမ်းကြပါလို့အကြံဉာဏ်ပေးပြီးတော့အားပေးခြင်းတယ်လို့ဟုတ်